ားအလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူဆရာဖိုးကျော်ရေးသားတော်လက်ဆောင်ပြနှင့်တားရဲတို့ရွာလို့အမည်ရတဲ့ဝိထုကိုဇတိမိုင်းအနေနဲ့ကျွန်တော်ချွေတာမှဆက်လက်၍ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာမောင်တီပြောသည်မှာအမှန်ပင်ဖြစ်သည်သူတို့ကိုင်စင်ဆင်းနေကြတော့အောက်ကျိုးစားကြည့်ကြောက်တုံးသည်ကျိုးလှောက်ရှားနေသောအခါနီးစက်ရပြားတဲ့လက်အုံကိုတွား၍ရိုက်ခတ်သူလိုဖြစ်နေ၏ ထိုအခါအုံပေါ်မှပြားကောက်များသည်ရန်သူလာပြီးဟူသောအသည့်နှင့်ကစင်ကလျာလမ်းပြိုပြောင်းဝဲက အမောင်ထဲတွင် ရန်သူကိုရှာဖွေနေကြသည် ရန်သူကိုကြိုတင်ကာကွယ်ရန်တကောင်နှင့်တကောင်အတန်ပေးနေကြသည်သူတို့၏ပြားအုံပြားသက်လက်များကိုခဏခဏလာ၍ရိုက်ခတ်နေသောကြောက်တုံးနှင့်ရှင်းကြီးနှလုံးကိုလည်းဝိုင်းဝန်း၍ကြိုက်ခဲစိတ်တုန်နေကြသည်နောက်ဆောင်ပြားတွေမှာရခင်၄၅ရက်လောက်ကစွန်သက်ခမ်းနားရသည်ဖြင့်ထိတ်လန့်နေကြသည် ရန်လိုနေကြသည် အမောင်နယ်တွင်ရန်သူကိုရှာဖွေ၍အစွမ်းကုန်တိုက်ခိုက်ရန်ကြိုးစားနေကြသည် မောင်တီဤအပြစ်မှန်စကားကိုကြားသောအခါမောင်တီဤတန်တရားစိတ်မှရုပ်ရှိပြောက်ွယ်သွားလေသည်ထို့ကြောင့်လည်းသူကပင်သူ့အကိုမောင်တီအားပြန်၍တတိပေးစကားပြောလာ၏ဒီအတိုင်းဆိုရင်တော့ပြောင်းဝင်ရှိရာကိုမြန်မြန်ရောက်အောင်စေးမှဖြစ်မှာကိုပြားတွေတော့လန်နိုးနေကြပြီအေးကွာဒါပေမဲ့လက်ချေမြဲဖို့အရေးကြီးတယ်နော် ောင်ဒီကလည်းမောင်ဒီအားလက်ချေမျက်ရံအရေးကြီးသောပြန်ပြော၏အလှင်စလိုစင်းမိပါကရှေချော်ကြမှာကိုဆိုရသည်ဒီလိုနဲ့ပင် မောင်ဒီနဲ့မောင်ဒီတို့သည်ကြိုးစားအောင်ဆုံးမှနတ်ဆောင်ပြောင်းနေရှိရာသို့ရောက်သွားကြသည်သူတို့ပြစ်ချထားသောကြိုးစားအောင်မှကြောက်တုံးနှင့်ရှင်းချင်းနှလုံးသည်ကလန့်လဲ၍တင်းနေသောကြောက်ပြင်အင်ဂျင်ပင်ဤပင်စီနှင့်ထိနေကြသည်မောင်တီနှင့်မောင်တီတို့သည်ကျိုးစားနှစ်စားစလုံးကိုလက်လွှတ်လိုက်ကြပြီကလန့်တင်း၍လဲနေသော ကြောက်ဖြစ်အင်ဂျင်ပေါ်ကိုကိုတက်လှမ်းလိုက်ကြသည်ပေ သူတို့ခါကြတဲ့ထိုးလာသောကញ្ញင်စီမီးတုပ်တယောက်တစ်ခုစီကို ထုတ်ကင်ပြီးချက်ချင်းမီးထူထွန်ကြီးလိုက်ကြသည်ကြောက်ဖြစ်အင်ဂျင်မင်ခိုင်းများပေါ်တွင် တွယ်ရရဆွဲနေကြသော ပြားအုပ်များကိုမြင်သောအခါမောင်တီနှင့်မောင်တီတို့မှအံ့ဩသွားကြသည်ပြောင်းအုပ်များကိုထိုင်ရွတ်လျင်ကွန်းတဲ့ရညက်နီးပါးမျှပင်ကြာမလားထင်ရ၏ ြောင်းများသည်သူတို့ကနဦးထင်ခဲ့ကြသလိုကြောက်ဖြစ်အင်ဂျင်ပင်ကြီး၏အကိုင်းကများတွင်တာမက အင်ဂျင်ပင်ကြီးညှိတွင်နေသောကြောက်ဆောင်ကြောက်ကောင်းကလေးများတွင်လည်းအုံဖွဲ၍နေကြသည်ဒီပြောင်းအောင်အားလုံးကိုသာအရာဖွက်လက်လျင် မိုးလင်းတို့မှပြီးပါမလားဟု မောင်သီကတွေးမိလိုက်တဟုံဝုံတယုံယုံစူညံစွာပြန်ဝဲနေကြသော ပြားကောင်များသည်မိရောက်မြင်သည်နှင့်တပြိုင်နက်သူတို့နှစ်ယောက်၏ကိုယ်ပေါ်သို့ တဲနှင့်ပတ်လိုက်သလိုပြန်ကျဲ၍ဝဲပြန်လာကြသည်မောင်တီနှင့်မောင်တီတို့သည်လောလောဆယ်တွင်ပြားကောက်များထိုးစိတ်ကြိုက်တုတ်လာကြသည်ကိုပနာမမပြူသေးပဲကြိုတင်ပြစ်ချထားသောရှင်းတုံးကြီးနှစ်ခုတည်းတို့ဆေယိုမီပြောင်တယောက်တစ်ခုကိုယူကာချက်ချင်းမေးမွေးလိုက်ကြသည်ချင်းကြီးတန်းမှာကញင်စိမီတို့အချို့ကိုယူရဲ့လေအစောတလင်မိတိုက်လိုက်ကြသည်တော်တော်တောက်လောင်လာသောမီးရောင်ဖြင့်ပတ်ဝန်းကျင်ဘယ်ညာ ြားသက်လက်ကြီးကြီးများကိုလည်းပြူးကျဲသောမျက်လုံးအဆုံဖြင့်လျှက်ပြက်သလိုစူးစမ်းအကဲခတ်လိုက်ကြသည်တည်းကြောက်စိုးနှင့်ညီ၍ကန့်လန့်တည်နေသောကြောက်ဖြစ်အင်ဂျင်ပင်တစ်ပင်လုံး၏အကိုင်းခတ်များနှင့် ကြောက်ကြွံကြောက်စောင်းများပေါ်မှ ပြားသက်လက်များသည် တလန်တကုတ်တွဲကြနေကြပါသည်သူတို့စားတင်ဆင်းလာတဲ့ကကျိုးဤလွှဲရိုက်မှုကြောက်တုံးဤရိုက်ခတ်မှုကြောင့်ကျိုးနှင့်ကြောက်ခဲနာကြီးအကိုင်းခတ်များ မှပြားသက်လက်ပြားလက်ဖို့တွေမှာပဲ့ထွက်ပြန်ကျဲ၍ပင်နေကြသည်တင်းတန်းကလေးမကတော့ပြားကောင်တို့၏အတောင်မှခတ်တန်နှင့်မိသားကိုလာ၍ထိုးကြတိုးကြ၍တစီစီအော်မြေတေကြတန်တို့မှာပတ်ဝန်းကျင်တစ်ခုလုံးကိုစူညာနေသည်မောင်တီနှင့်မောင်တီတို့သည်ဆေးရိုးမီးပြောင်းနှင့်နီးစက်ရပြားသက်လက်ပေါ်တွင် တွဲကပ်နေသော ပြားများကိုမှုတ်ထုတ်လိုက်မီးချိုလိုက်တကောင်တမိုက်ရှည်သောတထောင်တမိုက်ရှည်သောအရေးတစက်စက်ကြာနေသည့် ပြားသလက်ကြီးများကိုဆွဲဖက်၍ရှင်းထဲသို့ပြစ်ထည့်လိုက်အပေါ်မှာအစုံလိုက်အစုံလိုက်ထိုးလိုက်စိတ်တုပ်၍လာကြတော့ပြားကောက်ကလေးကရာများကိုလည်းကញ្ញင်သိမီးတုပ်နှင့်ရမ်း၍လှုပ်၍မီးရှို့ကာကွယ်လိုက်နှင့်စက္ကန့်တိုင်းမိနစ်တိုင်းအလုံးချုပ်နေကြသည်ထို့စဉ်ပြားကောင်ကလေးကရာများ၏တောဝုံဝုံတယုံယုံအတောင်မှခက်သက်များကိုထိုးပေါက်၍ရုတ်တရက်အော်မြင်လိုက်သောအတန်နှက်ကြီးတစ်ခုသည်ပန်ဝင်းကျင်ကိုယုတ်ချီပဲ့တင်ထပ်သွား၏ ထိုအတာနာကြီး၏မိဟိလိုက်တန်ကြောင့်မောင်တီ၏လက်ထက်မှကញင်စီမိတို့တို့ခုသည်ရုပ်ရှင်အောက်သို့လွတ်ကျသွားသည် မောင်တီ၏လက်ထက်မှကញင်စီမိတို့အောက်သို့အောက်သို့လွတ်ကျသွားမှပြားတောင်မှခတ်တန်နှင့်လုံးဝမတူသောကြောင်မဖွဲရအတန်နဲ့ကြီးမှာပို၍စူးစူးညံ့ညံ့ထွက်လာသည်အာအကိုဟိုဟိုအောက်မှာတရေဗျတရေ မောင်တီဤရုတ်တရက်အထိတ်တလန့်ထား၍អော်လိုက်သောအတန်ကြောင့်မောင်တီစီကြိုးထဲကစိတ်ကနေအေးသွားကကြက်သိန်းတစ်ပြားများထသွားလေသည်မောင်တီစီနောက်ထပ်မီးတော်တစ်ခုကိုလှမ်းဆွဲကမိနစ်ရံမင်းတတိမရတော့ပဲအောက်သို့ငုံကြည့်ကတရေတရေဟုអော်ဟစ်နေလေတော့ဤမောင်တီကအောက်သို့ငုံကြည့်လိုက်သောအခါမောင်တီလက်ထဲမှလွတ်ကျသွားသောကញင်စီမီးတုံမှကញင်စီမီးတုံမှကြောက်ပြတောင်းအောင်တောင်ကြချောင်းတစ်ပေးတွင် တော်ဝော်ဝော်တောက်လောင်နေသည် ုံမီးရောင်နဲ့မြင်ရသောမဲမဲဖြူဖြူအကြောင်းအကြားတရဝများသည်အတန်နဲ့ကြီးများနဲ့အော်ဟစ်ခါတလုံးလုံးတရွရွဖြစ်နေကြသည်ခဏတော့မောင်တီသည်ပင်တိမ့်တန်းကလေးသောပြားတို့ဤကြိုက်တုံမှုကိုသတိမပြုမိပဲမှင်တက်သွားမိ၏ခွေးကလေးအကြောင်းကလေးအရွယ်မှသည် လူကြီးတယောက်လူကြီးနှစ်ဖက်စာများသည့်ရှိသောတရေအကြီးအသေးများသည်နတ်ဆောင်ပြားအောက်ဖက်ရှိ ကြောက်ပြတောင်းရင်တွင်ရှုပ်ချက်ခတ်နေကြ၏မောင်ဒီနှင့်မောင်ဒီတို့၏မျက်လုံးစုံသည်အစွမ်းကုန်ပြူကျဲသွား၏နတ်ဆောင်ပြားအောက်ချီတရေရွာမှတရေအကြီးငယ်များကိုတတိလိမတက်ငေးကြည့်နေမိကြသည်လူကြီးနှစ်ယောက်နှစ်ဖက်နီးပါးများရှိတရေကြီးတစ်ကောင်က ရန်လိုသော အတန်တန်ကြီးကိုအော်မိလိုက်ကမောင်ဒီနှင့်မောင်ဒီတို့ရှိရာသို့ခေါင်းမော့၍ကြည့်နေ၏သူကသူတို့၏မျက်လုံးနှလုံးသည်မိရောက်နေ၌ဝင်းဝင်းလက်ပြီးရဲရဲနေသွားလေသည် ထိုတရေ၏မျက်လုံးမှခြံထွက်လာသောအယောင်နေနေရဲရဲသည်မောင်တီမောင်တီတို့၏မျက်လုံးထဲတွင်လျှက်စစ်ထက်လိုက်သလိုရုပ်ချင်းဝင်ရောက်တွားသလားထင်ရပါ၏ထိုအခါညီကိုနှစ်ယောက်မှတယောက်နှင့်တယောက်ကြိုတင်တိုင်မထားခြင်းမရှိဘဲနှင့်ကြောက်လန့်ပြီးဘိုင်းတူအော်မီပီးသားဖြစ်သွားကြသည်ဒီတခါတော့မောင်တီလက်ထက်မှကញ្ញင်စီမီတို့သည်မောင်တီနီတူအောက်သို့လွတ်ကျသွားပြန်သည် ထိုအခါတရေအကြီးငယ်များမှပို၍ရုပ်ရုပ်တဲတဲဖြစ်ခါအပေါ်တို့အပြိုင်တို့မော့ကြည့်ကြပြန်သည်သူတို့ဤမီးမျက်လုံးရဲရဲနိနိမြောင်များစွာတို့မှအယောင်ချင်းချက်ပြီးမီးကြီးမီးကဲအယောင်ပေါ်သလို ဖြစ်သွားကြပြန်သည်မျက်လုံးပြူးကြောင်ကမှတ်တမ်းမိပြီးတရေအကြီးတဲများကိုငုံကြည့်နေသောမောင်တီဤတတိယတပြင်းချတန်ကအူဆုံးပေါ်လာ၏ နန်းဆောင်ပြားအောက်ရှိတောင်ချေရင်တွင်တဝော်ကိုတောင်းလောင်နေသောကញ្ញင်စင်မိတုံနှစ်ခု၏အလင်းရောင်ကမောင်တီ၏မျက်လုံးအဆုံနှင့်ဆေးရသည့်ကိုချက်ချင်းတတိပေးလှုံလို့လာ၏သူတို့ညီကိုနှစ်ယောက်ဆောစောပိုင်းကတရေတွေဟုထင်ခဲ့ကြသောဖြူဖြူမဲမဲလုံးလုံးအကြောင်းကြားတရိတ်ဆန်များမှာ အမှန်ကတရေသစီတွေမဟုတ်ကြပေတော်နဲ့ဝတ်ဝွန်များသာဖြစ်ကြ၏ပြားကြိုက်တဲ့သောဝတ်ဝွန်အုပ်သည်ဤနတ်ဆောင်ပြားတောင်ဆောင်အောက်ရှိ ကြောက်ဆောင်လှန်ကိုယ်တဲတွင်ရွာတဲကြပြီသူတို့ဘာသာသူတို့သည် သူတို့ဘာသာသူတို့လည်းမစွမ်းဆောင်နိုင်ကြသောပြားအုံကိုမေးမော်ကြည့်ကတမျောမျောဖြစ်နေကြသည်ကြောက်တောင်ပေါ်ကိုလည်းမတတ်နိုင်ကြသောသူတို့သည်ပြားအုံကိုငေးကြည့်တရေကြကတနွေလုံးအာသာရမစောနှင့်တနေ့စားရနိုးတနေ့စားရနိုးနှင့်စောင့်နေချဟန်ရှိသည်ຫນွေရင်ရဲ့ရောက်၍ပြားတလက်ပြားလက်ဖို့ပေါ်မှာ ပြားရည်တစ်ဆက်တစ်ဆက်ရှမ်းဖိတ်ကြလာပြီဆိုလျှင်ထိုကြလာသောပြားရည်ဆက်ကိုရှာနေရက်က ထိုနေရာတွင်စောင်းကြောင်ထိုင်ပြီး နောက်ထပ်ပြားရည်ဆက်ကြလာမည်ကိုပါဇက်ဟား၍စောင့်ခံမျှော်လင့်နေကြသည် ပြားရည်တို့သည်နှွေရင်းရက်၍နှွေရင်းရက်၌ဖျောင်းအိမ်ပြေကအမြဲတစ်ဆက်တစ်ဆက်ရှမ်းဖိတ်ကြနေတတ်သည်မဟုတ်ပါတော့သို့တော်ထိုသို့ပါဇက်ဟားပြီး ။စောင်းကြောင်ထိုင်သောဝက်ဝံကိုနောက်ထပ်သူထက်ကြီးသောဝက်ဝံတကောင်ကကိုလုံးနှင့်ကိုလုံးနှင့်တိုက်ပြက်ခါပြားရည်တဆက်ဆက်ကြနေသောနေရာကို လာလို့သည်။အနံ့ရ၍ပြားရည်တဆက်ဆက်ကြလာသောနေရာအပိုင်စည်းရထားသောထိုဝက်ဝံအားသူထက်ကြီးသောနောက်ထပ်ဝက်ဝံတကောင်က ကိုလုံးနှင့်ပြေးတိုက်လက်သေးနှင့်လှန်ကုတ်ခါအနိုင်ယူကြပြန်သည်ဒီလိုနှင့်ဝက်ဝံများသည့် ကျောက်ပြတောင်ဆောင်နိုင်ရပေါ်ရှိနတ်ဆောင်ပြားအောက်တွင်တယုံယုံနှင့်ຫນွေရင်နေအယူရင်နေဖြစ်နေကြသည်စွန်ရဲတို့ပြောင်းအောင်ကိုလာတတ်ချိန်၌ဘာကြီးညို့တို့သားအဖအီပြားကို လာဖို့ချိန်မှာတော့သူတို့သည်အပေါ်မှပဲကြလာတော့လက်တန်းလက်မရှိ ပြားလက်သက်ပြားတလက်အပဲအစများကို လူစားရင်ပျော်နေကြသည်ယခုမောင်တီတို့ညီကိုနေရောက်ပြားလာဖွတ်တော့အခါသူတို့နှစ်တိုင်းစားနေကြ ဖောက်တဲ့ကြီးများဖြစ်တော့ဗာကြီးညိုတို့သားဖပြားလာဖွကြပြီအထင်နဲ့အောက်ကတကြည်ကြည်တကြည်ကြည်အတန်းပြုတ်ကပြားတောင်းနေကြလေသည်ခွေသာဝဝုန်တွေကိုငါကတကယ်တရေထင်နေတာတကယ်တော့တကိုးလုံးပြားတောက်ခံရပြီထုံးနေပြီမင်းကလည်းမင်းပဲဝဝုန်မှတရေမန်းတော့မခွဲခြားတတ်ဘူးလားငါလည်းခွီးအလဲကအရှိန်ကုန်လူပင်ပန်းနေ အကြောင်းပြေသွားသောအခါတခေါလုံးနားချင်းကြိုက်ခဲလာသောမောင်တီကသူနှစ်ပေးချီသူညီကိုဆဲလိုက်သည်ဟုတ်တယ်ကိုဟိုကောင်လေးကောင်းမော့ပြီးပြားမြော်နေကြတာတွေ့လားမိအောင်ထဲမှာတိတ်ပြီးထင်းထင်းရှားရှားမမြင်ရတော့ကျွန်တော်ကတရေထင်တာဗောဗာကြီးညိုတို့တားအဖကလည်းပြောဘူးတာကိုကဲလောက်ကွာအချိန်မရှိဘူးဒီအတိုင်းဆိုရင်တော့ငါမတက်နိုင်တော့ဘူးပြန်တက်ကြမှာဖြစ်မယ်ထင်တယ် အကိုကြီးအကိုကြီးဘာကြီးညို့တို့ ရောက်နေကြတယ်မောင်ဒီဤစကားမဆုံးခင်ပင်ကြောက်ပြတောင်တိမ်မှာခေါ်လိုက်တော့မောင်ညီဤအတန်ကိုလှမ်းကြလိုက်ရ၏မောင်ဒီတို့ညီကိုနှစ်ယောက်မှာပြတ်တုတ်ခံထားရတော့နာကျင်မှုကိုချက်ချင်းမေးပြောက်သွားကြပြန်သည်ဤတို့ဆိုလျင် မောင်ဒီကတိလိုက်လေပြီပြားဥတန်ကြတော့ဘာကြီးညို့တို့သားဖသည်ကြောက်ပြတောင်တိမ်တို့ချက်ချင်းရောက်လာကြချေပြီဟေးဘာကြီးညို့တို့ရောက်နေကြတယ်လေကွာ တို့ကိုရန်ချဖို့လာတာပဲဖြစ်ရမယ်။ကဲကဲအပေါ်ပြန်တက်မယ်။အမှန်ကမောင်တီတို့ညီကိုနှစ်ယောက်မှာဗာကြီးညို့တို့တားဖတွေမရောက်လာလျင်လေ။ကြောက်ပြတောင်ပေါ်သို့တော့တစ်ခေါက်ပြန်တက်ရမည်ဖြစ်လေသည်။အဘဲကြောင့်ဆိုတော့တားရဲတားရဲတို့ရွာကိုကြောက်ကြောက်ရွံ့ရွံ့နဲ့တတိလက်တတိလက်မတက်ငေးကြည့်မိရာမှာတိမ်တန်းကလေးတို့ပြားကောင်များတုတ်လိုက်ထိုးစိတ်ခြင်းကိုခံရသဖြင့် သူတို့ရဲ့တစ်ကိုယ်လုံးမှာအဖိုးဖိတ်နေတဲ့ရောင်ကိုင်းကနာကျင်နေကြလေပြီဖြစ်သည်သူတို့နှစ်ယောက်သည်မိမြလောဘသောနှင့်ဖြစ်စေကမူအေးနတ်ဆောင်ပြားတလက်များကိုတော့ဆက်လက်ဖို့ယူရန်မဆွမ်းနိုင်ကြတော့ပြီဟန်ကောင်မောင်းဒီမင်းကငါတို့ကို လုံးဝအတိမပေးပဲဒီပြားကိုဘာလို့လာဖို့ရတာလဲကွာမောင်တီးမျက်နှာကိုမြင်သည်နှင့်တပြိုင်နက်ဘာကြီးညို့ကမကျေနပ်သောစကားကိုဆိုလိုက် သည်ဟောဗျာဘာကြီးညို့တို့ကိုအတိပေးအကြောင်းကြားရအောင် ဒီပြားကဗာချင်းညို့တို့ပိုင်းနဲ့ပြားမှုလို့လားဗျဟိုတုန်းကတော့ဗာချင်းညို့ပဲပြောပြောနေတာပဲဒီပြားကိုဖော်ရဲတဲ့သူဖုတ်ပါသေးဆိုဘာကုန်းမှလာပြီးရန်ချာနေရတာလဲပြားတုတ်ခံရပြီးတကောလုံးအထူအပိန်းတွေဖြစ်ခါနာကျင်လာတော့မောင်လေးကစိတ်ပေါက်ပေါက်နဲ့ဗာချင်းညို့ကိုအော်ငေါက်ပြစ်လိုက်ရန်ချာတာမဟုတ်ပါဘူးကွာတကယ်လို့မင်းတို့ဒီပြားကိုဖုတ်မယ်ဆိုရင်လေတို့ကိုတိုင်ပင်တဲ့နယ်လို့ပြောတာပါ ဒီပြားကတို့နှစ်စင်ဖို့နေတဲ့ပြားပဲမဟုတ်လား။ဘာကြီးညွတ်ရက်တန်းကရုပ်ရှင်နူးညံ့သွားပြန်သည်။ပြောဖို့လိုသေးလို့လားဗျ။အခုနဲ့ဘာကြီးညွတ်တို့တီးပြီးသားပြီပဲဟာ။ပြီးရောပေါ့။ဘောင်တီကဝင်ပြောလိုက်။ဟေ့ကောင်မင်းဒီလိုခွာစကားမပြောနဲ့ကွာ။ဒီပြားကတို့နှစ်တိုင်းဖို့နေကြပြား။ဒီပြားကိုကိုတို့တော့ဝတ်ဆိုင်နေ။ဟေ့လူ ခမရဒီလိုမတရားမပြောနဲ့ဘာလို့ခမရတို့ကိုတဝက်ပေးရမှာလဲမပေးဘူးဗျာမပေးဘူးမောင်တီနဲ့မောင်ဘိုးတို့ကတရားနဲ့တရားအပြန်အပြန်ပြန်အလန်လန်အော်ငေါက်နေကြသည်အချိန်နေမှာရုပ်ချင်းတင်းမာလာကြပြန်၏မောင်တီဒီဘာချင်းညို့ဤမျက်နှာကိုဖျက်ခနဲတစ်ချက်လှမ်းကြည့်လိုက်၏သူတို့အချိန်နေမှာနောက်ထပ်နတ်ဆောင်ပြားရှိရသူဤနေ့မှာအဘယ်နည်းနည်းမှမစင်းနိုင်တော့ဘီ ို့တော်ဤဒီကိုလည်းဘာကြီးညို့မသိလေအောင်အလိမ္မာနဲ့စကားဆိုလိုက်သည်ဟေးမင်းတို့ကကွာတော်ကြစမ်းပါဒီမှာဘာကြီးညို့ကျွန်တော်ပြောမယ်နတ်ဆောင်ပြားကိုကျွန်တော်တို့တွားဖို့တာပြားသက်လက်တဝက်လောက်တော့ရှင်းနဲ့ရောက်နေပြီစွတ်တင်ဖို့ပဲလိုတော့တယ်ဘာကြီးညို့တို့လည်းဒီပြားကိုနှဲ့စင်ဖုတ်နေကြဆိုတော့ဒီလိုလုပ်ရအောင်လားအေးမင်းပြောကြည့်လေဘာကြီးညို့ကမန်ချောတဲ့လေတံနဲ့ပြောသည် ကျွန်တော်တို့ကိုပေါ်လဲဘာကြီးညိုအမြင်တဲ့အတိုင်းပဲပြားတုတ်ထားတော့တော်တော်တော့နားနေပြီဒီတော့ကြံပြားတဲ့ဝက်ကိုဘာကြီးညိုတို့ဆက်ဖို့ကြပေါ့နောက်တော့ရသမျှတယောက်တော့ခွဲခွဲဝေပြီးယူကြတာပေါ့ကျွန်တော်တို့ဟာတရွာတဲ့သားတွေပါဗျာဒီပြားတွေအတွက်နဲ့တော့ရံများဖို့မကောင်းပါဘူးအေးကောင်းပြီကောင်းပြီဒါပေမဲ့ဘာကြီးတခုပြောဦးမယ်နောက်နေ့နောက်နေ့တွေကြာရင်လေတို့ဒီလိုပဲပေါင်းပြီးဖွဲ့ရအောင်ရတဲ့ဗျာတယောက်တော့ပေါ့ကွာ သူဦးငါဦးတော့မလုမလုကြစတဲ့နော်ခါတိုင်းနှစ်တွေမှာသူတို့ပိုင်ဖြစ်တော့ဤပြားများကိုယခုနှစ်မှစပြီမောင်တီတို့ညီအကိုနဲ့တယောက်တဝက်လောက်ရမှာစိတ်ထဲကမကျေနပ်ရှင်တော့လဲဤတို့မလုလိုက်လေရင်နောက်နှစ်နောက်ခါတွေမှာလုံးဝဆုံးရှုံးသွားနိုင်ဒီကိုမြင်တဲ့ဖြင့်ဗာကြီးညိုကအစင်ဆက်ငိမ့်ညိုင်းစကားကိုမွှားလိုက်သည် ဟုတ်ကဲ့ဗာကြီးညိုကောင်းပါလေကျွန်တော်တို့လည်းသဘောတူပါတယ်ဒီလိုဆိုရင်လည်းပြီးရပါပဲကွာအော် ဒါနဲ့မင်းတို့မီးတုပ်တွေမီးပြောင်းတွေရောဟိုမှာကြံငယ်သေးလားအင်းကြံပါသေးတယ်ဗာကြီးညိုဩမီးဖို့ပြအိုးတော့ကုန်ပြီထင်တယ်ဟေးမီးဖို့ဗျာဟုတ်လားမီးဖို့ဗျာကဘာလုံးမှာလဲကွာဩဗာကြီးညိုကလည်းပြားတော့တတ်တာအောင် လူရတာဗောဗျာအေးစကားကိုတော့မောင်တီကဝင်ပြောဤဟာအဲ့ဒါကြောင့်နင်တို့ ပြားအကုန်မရခဲ့တာကို နောက်ပြားဖို့ရင်မီးဖို့ဗျာတဲ့ကောင်းတဲ့စီ ဘာကြည့်ပြောပြမယ်စိတ်နဲ့မင်းရက်တွေရှည်ပြီးတော့နင်တို့ကိုပေါ်တွေလူးလိုက်ရင်ဘယ်ပြားမှမတုတ်ဘူးကွာကဲတားတို့ပြားဆက်ဖို့ရအောင်စိတ်နဲ့မင်းတွေလိုက်ပြီးခြားခြားခြားသာစမ်းကွာဘာကြီးညို့ဒီမောင်တီတို့ညီကိုကိုပြောနေရင်ကသူသားနှစ်ယောက်ကိုလည်းပန်ဝန်းကျင်လိုက်စိတ်နဲ့မင်းတွေရှာခိုင်းလိုက်ဤမြကြီးမသောပြောင်းအောင်ကိုတခါတည်းတစ်ခေါက်တည်းနဲ့ နှစ်ပေါင်းများစွာအရာဖွင့်နိုင်ခဲ့ဒီမှာဘာကြီးညို၌ဤဆေးပင်ရှိနေသောကြောင့်ဘာတကားဟုဆိုဒီကို မောင်တီတီယခုမှသဘောပေါက်မိလေ၏။ "No! စိမ့်နဲ့မြင်ရွက်တွေထုချေပြီးခန္ဓာကိုယ်ပေါ်လဲယုံနေ။ပြားမထုတ်တာဘာဖြစ်လို့လဲဘာကြီးညို"ဟာဟဲ့ကောင်ရာပြားဆိုတာကအမွှေးကြံတိတ်ကြိုက်တာကွ။ပြန်ဝိပြားဝိရီတို့ကိုစုပ်ယူပြီးစူးစီးတာပဲကြီးတော့လေ။အမွှေးကြံကြိုက်တဲ့အကောင်တွေဒီလောက်နံနဲ့ စိမ့်နဲ့ပင်နဲ့နာနေတဲ့လူကိုဘလို့လုတ်ပြီးတော့တော်အောင်ပါလေအနန်းအသက်ဆိုးတယ်ဆိုရင် ပြားတွေကမခံနိုင်ဘူးကွာအပုံနဲ့တို့မစင်နှန်းတို့ဆိုရင်ပိုတောင်ဆိုးသေးတယ်ဘာကြီးညိုရေးစကားအဆုံးတွင်စိမ့်နဲ့ပင်များတွားချရကြတော့မောင်ပုံနဲ့မောင်ကိုတို့ပြန်ရောက်လာကြသည်ပြောပြောဆိုဆိုနေပင်တကိုယ်လုံးစိမ့်နဲ့ပင်ရွက်တွေထုချွေ၍ပုံလိမ့်လိုက်ကြတော့ဘာကြီးညိုတို့ဤတားဘ၃ယောက်သည် မောင်တီတို့ညီအကိုတွေပြစ်ချထားသောညံကြိုးအတိုင်း ကြောက်ပြတောင်းဆောင်ရှိနတ်ဆောင်ပြဆွဲနေရနေရာတို့တရွေ့ရွေ့ဆင်းသွားကြနေသည်ဒီတော့မှမောင်တီမောင်တီနှင့်မောင်ညီတို့ညီကိုသုံးယောက်မှဘာကြီးညို့တို့သာဖာဤလက်ကွယ်အခဲခဲဖြစ်သောရှောင်းလန်းမှုများကိုကြော်လွားပြီးရဲရင်ဖြက်လက်စွာဖြင့်ညီကိုသုံးယောက်တို့ဇွဲလုံးလာတို့ဖြင့်ရရှိခဲ့သောပြားသက်လက်တောင်းကိုထမ်း၍နောက်မှရှောက်လိုက်လာသောညီငယ်နှစ်ဦးကိုကြည့်၍အကိုကြီးမောင်တီက ရှေးမဦးဆောင်၍ရောင်ကြီးမတန်းသော အမောင်လန်းကလေးအတိုင်းကြောက်ပြတောင်ပေါ်မှဒလပြားရွာဘက်သို့ဥတီ၍လျှောက်သွားနေကြလေသည်တကားဟုတ်ကဲ့ပါခင်ဗျာနန်းဆောင်ပြားနှင့်တားရဲတို့ရွာတို့အမိရတဲ့ဝတ္ထုလေးကတော့ဒီဒီမဲ့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါရခင်ဗျာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးခဲ့ကြပါတော့ကျွန်တော်တို့ရဲ့ညီကောင်မတော်မတူဦးတယောက်ရှင်းနေတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာ ကျွန်တော်တို့ရဲ့ညီကောင်မောင်မများအားလုံးကိုစိတ်နှပါချွင်လန်းချမ်းမြေ့ကြကဘေးပြာအပေါင်းမှ ကင်းဝေးကြပါစေခင်ဗျာ